အခုကျွန်တော်ဖတ်လာတဲ့စာလေးပေါ့နော်စာလေးဥတစ်ခုကိုကျွန်တော်မျှဝေခြင်းတယ်အားလုံးအတွက်အကျိုးရှိနိုင်မယ်လို့ကျွန်တော်ထင်လို့မျှဝေတာအဲ့တော့အဲ့ဒီစာလေးကကျွန်တော်တို့ဘာလဲဆိုတော့ခါတီးတဲ့အမှန်တရားတစ်ခုတဲ့အဲ့တော့အဲ့ဒီအမှန်တရားကဘာလဲဆိုတော့လူတိုင်းကတဲ့ကိုကောင်းစားနေတာကို မြင်ကျင်တဲ့စန္ဒမရှိဘူးတဲ့အဲ့တော့ကိုကတော့ကိုရဲ့အောင်မြင်မှုတွေကိုရဲ့စိတ်ချမ်းသာမှုတွေကိုလုံနိုင်တာတွေကိုလူတွေကို ပြန်ပြီးတော့မှ မျှဝေတဲ့အခါမှာ လူတိုင်းကအဲ့ဒီဟာကြီးကိုမကြားခြင်းဘူးအဲ့ဒီဟာကြီးကြားတာအဆင်မပြေဘူးလေဒါပေမဲ့တချို့သောသူတွေကိုယ့်ကိုချစ်တဲ့သူတွေကိုယ့်ကိုစိတ်ချမ်းသာစေခြင်းတဲ့သူတွေကတော့အဲ့ဒီတန်နေကြားတဲ့ခါမှာသူတို့ပျော်ကြတယ်ဒါလေးကျွန်တော်ဖတ်လိုက်ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တွေးလိုက်တာတစ်ခုဒီပါလဲဆိုတော့အဲ့တော့လူတွေနဲ့တွေးတဲ့ခါမှာနော်ပရိယထုတ်နိုင်မို့လို့လေအဲ့တော့ကိုကောင်းစားနေပြီဆိုလို့ရှိရင်လူတွေကိုလိုက်ပြီးတော့မှပြောနေတာမျိုးကျွန်တော်တို့ဟိုမလုပ်ဖို့လို့လေအဲ့တော့ အကယ်၍ကိုကောင်းစားနေတာတွေကိုကိုလိုက်ပြီးတော့မှပြောတယ်ပြောတဲ့အခါမှာတစ်ချိန်ချိန်မှာတစ်ခုခုဟုတ်လားကို fail ဖြစ်သွားတယ်ကြာရှုံးသွားတယ်ဆိုလို့ရှိရင်လူတွေကအဲ့ဒါနဲ့ကိုဝိုင်းပြီးတော့မှနင်းကြမှာနော်အဲ့တော့သူများနင်းတာမနင်းတာထက်ဟိုဘယ်လိုခေါ်မလဲကိုရဲ့စိတ်ပိုင်းဆိုင်ရာအဆင်မပြေတာကျွန်တော်ဖြစ်နိုင်တယ်ရောက်မလို့ကျွန်တော်တို့ကဘာလို့ရမှာလဲဆိုတော့ pre ရဲ့သုံးမှုလို့အဲ့တော့ pre ရဲ့ဘယ်လိုသုံးရမှာလဲဆိုတော့တဲ့နံပါတ်1 pre ရဲ့ဒီဘာလဲဆိုတော့ကိုကြာရှုံးနေတဲ့အချိန်မှာတမ်းမာခြင်းအောင်ဆောင်ပါတဲ့ နော်ကိုကကြာရှုံးနေတာပဲနော် feel ဖြစ်နေတာပဲဒါပေမဲ့ကိုကတန်ပါတယ်အောင်မြင်နေတယ်အစဉ်ပြေနေတယ်စိတ်ချမ်းမြေ့နေတယ်ဒါမျိုးဖြစ်အောင်ကျွန်တော်တို့ကပရိယေတောင်းပါတယ်နံပါတ်1ကတော့ကိုအောင်မြင်နေတဲ့ချိန်အစဉ်ပြေနေတဲ့ချိန်တန်ပါနေတဲ့ချိန်မှာတဲ့ဘာလို့ရမှာလဲဆိုတော့ကျွန်တော်တို့ကကြာရှုံးနေတဲ့ပုံ weak ဖြစ်နေတဲ့ပုံအားနည်းနေတဲ့ပုံကိုကျွန်တော်တို့ကပရိယေဆောင်ပါတယ် ဒါမှလူတွေကကိုအောင်မြင်နေသလားတိုးတက်ကြီးပွားနေသလားအစင်မပြေဖြစ်နေသလားချက်ရှုံးနေသလားဆိုတာကိုကျွန်တော်တို့ကဟိုမခံမနိုင်မင်းနဲ့ကိုတိုက်ခိုက်လို့မရတဲ့အနေအထားမျိုးကျွန်တော်ဖြစ်မှာလေ။ဒါကြောင့်မလို့အခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်လူငယ်တွေမိတ်ဆွေတွေဒီလေပြည့်ရုံကိုသုံးဖို့လိုတယ်။နောက်ခုနကျွန်တော်ပြောတဲ့ခါးသီးတဲ့အမှန်တရားကိုကျွန်တော်တို့ကလက်ခံထားဖို့သိထားဖို့လိုပါတယ်။အဲ့တော့ဒီကြောင်းအနေနဲ့ကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်လူငယ်တွေမိတ်ဆွေတွေဟာ အကျိုးရစုံတွေရရလိမ့်မယ်လို့ကျွန်တော်ပြောလဲမှာကိုတို့အကျိုးရစုံတွေရရတယ်ဆိုလို့ရှိရင်တော့ထုံးစံတိုင်းမဲ့ comment မှာ yes လို့ရေးပေးပါဒီဗီဒီယိုဆုံးထောင်ကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကုညံလဲအောင်ပါမင်္ဂလာရှိသောနေ့ဖြစ်ပါစေ